ကြည်စံမတုံးတဲ့အမေရိကန်သမရကြီးကမြန်မာစစ်တပ်ကိုဘလို့အဆုံးသက်ပေးနိုင်မလဲ။မင်္ဂလာပါပရိသတ်ကြီး။ကျွန်မရဲ့ channel ကနေပြန်လည်ကကြိုဆိုလိုက်ရပါတယ်နော်။ကဘာကြီးကတော်တော်လေးလှုပ်နေတာအလုံးသိကြမှာပါ။ကဘာကြီးလှုပ်တာရင်မြန်မာပြည်သူတွေလည်းမျှော်လင့်ချက်လေးနဲ့ကောင်းထောင်ကြည့်တတ်တော့ဟာအနာသိမိစတွေကဆိုပါတော့။တို့ဆိုရင်မြမနွေဦးတော်လိုင်းကြီးဟာလက်နက်ကင်လန်းစင်နဲ့နိုင်ငံကတန်တမန်နီးလန်းတွေကိုအချိုးကျကျအတုံးချဖိရှာမရဆိုတော့ ဇာနိုဗိုင်းနျူကလ িয়ার စက်ရုံကြီးဘုံကျဲခံရတော့ကလည်းမျှော်လင့်ကြတယ်။ဟာမက်နဲ့အစ္စရေးတိုက်ပွဲမှာလည်းငါတို့နိုင်ငံတို့များတစ်ခုအများထူးခြားလာလိမ့်မလားလို့မျှော်လင့်ခဲ့ကြတယ်။အိန္ဒိယနဲ့ပါကစ္စတန်ပွဲ၊တရုတ်နဲ့အမေရိကန်ရဲ့အခွန်တိုက်ပွဲ၊တရုတ်နဲ့ထိုင်ဝမ်၊တရုတ်နဲ့ဖိလစ်ပိုင်၊အမေရိကန်နဲ့ဗင်နီဇွဲလားအထိကိုမျှော်လင့်ခဲ့ကြတာပေါ့။ကလကစားကတော့တော်လိုင်းအကြောင်းပြပြီးတော့မိသားစုလိုက်အမေရိကန်အိမ်မက်မက်နေသူတွေမကြိုက်ကြပါနဲ့။အမေရိကန်သမ္မတကြီးကတော့ကမ္ဘာကြီးကိုခက်ကြမ်းဆက်ကင်တွေပြီးတော့ ရင်းချင်းရည်လုတ်ပြရတာဟာပေါ်ကြောင်ကြောင်လူကြီးလို့ကြောင်ချော်ချော်လုံနေရင်ကမ္ဘာနိုင်ငံခေါင်းဆောင်တွေကစွန့်ဟသွားကြတယ်။အဲ့ဒီလူကြီးကဒီရက်ပိုင်းမှာမကြခင်ကျင်းပါရမယ့်အာဆီယံညီလာခံတက်ဖို့သူ့ရင်ထဲကအတိုင်းတောင်းဆိုမှုတွေလုပ်လာတယ်။အာဆီယံကလည်းအခက်တွေ့စေတဲ့တောင်းဆိုမှုဆိုတော့လိုက်ရောရအခန်းရင်းပင်အခက်ဖြစ်ပေမယ့်အခုတော့ဒီလူကြီးကအာဆီယံညီလာခံတက်ဖို့အဆင်သင့်ဖြစ်နေပြီလို့အတန်ကြီးကြားနေရတယ်။ဒီတခါအာဆီယံညီလာခံကိုဒီလူကြီးတကယ်ရောက်လာရင်တော့ မြန်မာအနာသိန်းစစ်တပ်တွေတကယ်ကိုမချောင်လောက်ဘူးလို့သုံးသက်ချင်နေ။ကမ္ဘာအခင်းကျင်းကိုအချိန်ကြီးကြည့်ပြီးတော့သုံးသက်တာနော်။တကယ်ကြီးကြီးကပြောရင်တော့တကယ်လုံးရမယ့်လူတွေကသုံးသက်သူတွေထက်ပိုပြီးတော့အရေးကြီးနေဆိုတော့သိစေချင်တာပါ။ကောင်းပြီ။အမေရိကန်သမ္မတကအာဆီယံညီလာခံတက်ချင်တဲ့အကြောင်းအရာဘာများဖြစ်မလဲ။ဒီလိုကြီးအာဆီယံကိုလာချင်တဲ့အဓိကကိစ္စကမြန်မာနယူးတော်လိုင်းကိုသူ့စီကစစ်တပ်တွေလွှတ်ပြီးတော့အဆုံးသတ်ပေးဖို့တော့မဟုတ်ဘူး။ဒါပေမဲ့ ဒီလူကြီးအာဆီယံစည်းဝေးကိုတက်ချင်နေတဲ့ကိစ္စကမြမအာနာသိန်းစစ်တပ်နဲ့ဓာတ်ရိုက်ပတ်သက်နေတယ်။ပြောရင်အမေရိကန်သမ္မတကြီးအာဆီယံစည်းဝေးကိုလာချင်နေတဲ့ကိစ္စမှာမြမအာနာသိန်းစစ်တပ်ကအ धिक ပထမရာဇဝတ်ကောင်တွေနဲ့သတ်မှတ်ထားတယ်။ဒုတိယကတော့တရုတ်အာနာပိုင်းအချို့နဲ့တရုတ်ဒုစရိုက်သမားအချို့ပါ။တတိယကတော့ယူရီးယားကမ်ဘောဒီးယားနဲ့လာအိုနိုင်ငံကဒုစရိုက်ခိုင်းနေပေါ့။ကျန်တာကတော့တောင်တရုတ်ပင်လယ်ရေးမှာထိုင်ဝမ် ဖိလစ်ပိုင်တို့ရဲ့အခြေအနေနဲ့အရန်ထားပြီးတော့လာပါလိမ့်မယ်။အမေရိကန်သမ္မတကြီးကကဘာကြီးထံကနေမတရားနှီးနဲ့အာရမငွေရှာနေတဲ့ကြားပြန့်ခိုင်းနဲ့ပတ်သက်ပြီးတော့နှိမ်နှင်းချင်နေတယ်။အသည့်ဘေးစကားတွေပြောကြားထားသလိုမကြသေးခင်ရပိုင်းကမြမဟာမူရဲ့စေဝါအကြီးစားထုတ်လုပ်ဖြန့်ချီတဲ့နိုင်ငံလို့လည်းပြောကြတယ်။အမေရိကန်သမ္မတကြီးကအာဆီယံစည်းဝေးကိုရောက်လာမယ်ဆိုရင်မူရဲ့စေဝါကိစ္စနဲ့ကြားပြန့်ကိစ္စကိုအပေါ်ယံသဘောမဟုတ်ဘဲနဲ့လက်ဆိုင်စွာဆွေးနွေးအဖြေချပါလိမ့်မယ်။ တောင်တရုတ်ပင်လယ်ကိစ္စကတော့မိတ်ဆွေဆက်ဆံရေးအတိုင်းအဖြစ်သဘောတော့သာဆွေးနွေးမယ်လို့တထစ်ချခံမှန်းလို့ရပါတယ်။ကောင်းပြီ။ကြားပြန့်ဆိုတာဘာတူလဲ။ဘယ်နေရာမှာလဲ။ဘလောက်ဒုက္ခပေးနေတယ်လဲဆိုတော့ကြည့်လိုက်ကြအောင်နော်။နဝတာခင်မှာကရင်နှစ်ဖွဲ့ကွဲတယ်။ဘာသာရင်းကနေကွဲကြတယ်။ဗုဒ္ဓဘာသာဖွဲ့ကို DKB ကစပြီးတော့စစ်တပ်လောက်ခံလုခိုင်းနေ။ BGN နေကြဆောင်ဖွဲ့ဆိုပြီးနာမည်ကပြောင်းတယ်။ BGN ကိုစစ်တပ်ဖွဲ့စည်းတဲ့အတိုင်းရာထူးနဲ့ခန်းစားခွင့်တွေပေးပြီးတော့မွေးစားတယ်။ နေမြေပိုင်စားရလိုက်တဲ့ BGF ကလည်းသူ့နေမြေအတွင်းကိုဝင်ဝင်နှမြရဖို့တရုတ်လောင်းကစားသမားတွေပေါပြီးတော့ရွှေကုတ်ကုံမြို့တက်တဲ့ BGF ခေါင်းဆောင်စောချစ်သူကလည်းဘီယင်ကန်တပွားလို့မြန်မာနဲ့ထိုင်းနယ်စပ်ကကရင်ပြည်နယ်မှာတကူကြီးထွားလာတယ်။ဝေးစရောလည်းမြန်မာအနာသိန်းစစ်တပ်ခေါင်းဆောင်ပိုင်းနေမျှဝေယူတယ်။တရုတ်ဆိုရထိုင်းဆိုရလောင်းအစိုးရနဲ့ကမ္ဘောဒီးယားအစိုးရဝင်ချို့ကလည်းပေါဝင်ပတ်သက်နေရလို့ ကြားပြန်ကကမ္ဘာပလိတ်ကြီးကိုလည်းဝင်ရောက်ဖြည့်ရှင်းမှအဆင်ပြေနိုင်မယ်ဆိုပြီးနိုင်ငံကအတိုင်းဝန်းကလည်းအသိပေးကြတာပေါ့ကမ္ဘာနိုင်ငံတည်တိကပြည်သူ့ချုပ်ကိုပြန်မေးဆွဲအတင်းအာဓမလိမ့်လေခိုင်းတာကနေအတွင်းကလီစာဈေးကွက်ထီကိုချက်ပြက်အတင့်ရဲလာတဲ့ထီကိုစိုးရိမ်စရာကောင်းနေတာပါဖင်နီဆွဲလောက်စပြုတ်ကျင်တဲ့ကိစ္စကလည်းမွေးစင်ဝါကိစ္စဖြစ်နေတဲ့အတွက်ကမ္ဘာလူဆိုးနှိမ်နေကောင်းဆောင်အမေရိကန်သမ္မတကမြဘစစ်ကောင်းဆောင်တွေကိုမွေးရရစာရဲ့လို့ကင်မိုးတက်လိုက်တယ် ဒီတော့တော်လှန်ရေးစခရဲကလက်နက်ကင်တော်လှန်ရေးကိုအားကိုးနေရသလိုကမ္ဘာဒီမိုကရေစီနည်းလမ်းနဲ့ဘယ်လိုများအရေးယူမလဲလို့မျှော်လင့်ကြရတဲ့မြန်မာပြည်သူတွေအတွက်ရထားလာပြီဆိုရင်မထင်မရှားဘူးဒါလေးကရထားစောင့်နေသူတယောက်ကိုမျှော်လင့်ချက်တွေနဲ့စောင့်နေကြအချိန်ရလကြာခဲ့ပြီလေဒီတစ်ခါအမေရိကန်သမ္မတအာဆီယံစီးပွားကတည်းကရောက်လာခဲ့မယ်ဆိုရင်မြမအနာသိစတဲ့ကသူတို့မွေးစားခဲ့တဲ့ BG ရဲ့ကြောင့်ပဲအဆုံးသက်သွားနိုင်တယ်။စီစံမသုံးဘဲနဲ့ဖြည့်ရှင်းရေးလုပ်နေတဲ့ဒီလူကြီးကမြမစစ်တပ်ကိုဘလို့ကန်တွဲမလင်းဆိုတာကတော့ ဝင်ရောင်ပိတ်ကားပေါ်မှာဆက်လက်စောင့်ကြည့်ရမှာပါ။ဒီနေရာလေးကိုဆောင်းအောင်ကြည့်တဲ့ကျေးဇူးတင်ပါတယ်နော်။အားရဒီမှာဒီထက်ပိုပြီးတော့စိတ်ဝင်စားဖွယ်ရကောင်းတဲ့သတင်းစားရလေးနဲ့ပြန်လာခဲ့ပါဦးမယ်ရှင်။